စတားလက်အင်ဒူရအင်တာနက်သဘောတူညီချက်မတ်နဲ့အမ်ဘာနီလက်မှတ်ရေးထုံဘီလီယံနာတသိန်းကြီးတဲ့ဖြစ်တဲ့အီလွန်မတ်နဲ့မုကတ်အမ်ဘာနီတို့ပူးပေါင်းပြီးစတားလက်အင်ဒူရအင်တာနက်သဘောတူညီချက်နှစ်ဦးသဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်းရိုက်တာသတင်းမှဖော်ပြထားပါတယ်စတားလက်ဂျိုတို့အင်တာနက်ဝန်ဆောင်မှုတွင်အိန္ဒိယကိုယူဆောင်လာနိုင်ဖို့အတွက်လှပောင်းများစွာကြအောင်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ပြီးနောက်မှာနှစ်ဦးသဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာအိန္ဒိယနိုင်ငံအတွင်းလွယ်ကူလျင်မြန်တဲ့မျက်နှုံးမြင့်အင်တာနက်ကွန်ရက်တွေရရှိစေနိုင်မှာဖြစ်တယ်လို့အာအာသိစရာအပြောင်းလဲတစ်ခုဖြစ်လာမယ်လို့လည်းခန့်မှန်းမှုတွေရှိနေတာဖြစ်ပါတယ်။အိန္ဒိယမှာရှိတဲ့အကြီးဆုံးတယ်လီကွန်အော်ပရေတာကုမ္ပဏီမှာရောလက်နေစတိုးဆိုင်တွေမှာပါ Starlink ကြောင့်အင်တာနက်ဝန်ဆောင်မှုတွေကိုတိုင်းရိုက်ဖြန့်ဖြူးရောင်းချ ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။အရှိန်ဟုန်ဖြင့်ကြီးထွားနေတဲ့ဂျိုတုအင်တာနက်ဈေးကွက်တွေကိုအမီလိုက်ရှင်ပြန်ပြီး စတလစ်ဂျိုတို့အင်တာနက်ထုတ်ကုန်တွေကိုစတင်ရောင်းချပြီးဈေးကွက်ဝေစုအများပြားရယူကနံပါတ်အင်တာနက်ဝန်ဆောင်မှုဈေးကွက်တစ်ခုဖြစ်လာမယ်လို့လည်းမျှော်မှန်းထားကြပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။